မင်္ဂလာညချမ်းပါရှင်။အော်တိုဝါ22ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားရထုံးလေးတင်ဆက်ပေးပါမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့မြန်မာနိုင်ငံမှာတည်ဆောင်းသွားကြောင်းသတင်းထွက်ခဲ့တဲ့ Belarus Moran ဟာထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံတွင်းကိုပြန်ပေးဆွဲခံခဲ့ရတာမဟုတ်ကြောင်းထိုင်းရဲ့တပ်ဖွဲ့ရင်းဆိုခဲ့တဲ့သတင်း။ဒသမချိန်မြောက်အင်းသားအမျိုးသားနေလူလူအခမ်းအနားညောင်ရွှေမှာပြုတ်လုခဲ့တဲ့သတင်း။ တောင်ကြီးဟိုပုံပြည်တော်စုလမ်းမကြီးမှာစီပေါစာ22ဘင်းရင်တစီအရှိန်မထိန်နိုင်ပဲတိတ်မှောက်ပြီးရထားတဲ့22ဘင်းရင်ကိုဝင်တိုင်းမိရာလူတအူးသေဆုံးခဲ့တဲ့တဲ့။ဂျပန်မှာပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ကိုရွေးကောက်တင်မြှောက်ခဲ့တဲ့တဲ့နဲ့နမတ်၁၄ကြာစီထဲမှာသွင်းကိုများစွာရှိနေရလို့ယိုကရက်စ်ပြောကြားတဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆုံးတဲ့တဲ့ပုံအနေနဲ့မြန်မာနိုင်ငံမှာတည်ဆုံသွားကြောင်းတဲ့တွေထွက်ခဲ့တဲ့ဘီလာရုစ်မော်ရန်ဟာ ထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံအတွင်းပြန်ပြီးဆွဲခံခဲ့ရတာမဟုတ်ဘူးလို့ထိုင်းရဲတပ်ဖွဲ့ညင်းဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာတည်ဆုံသွားတယ်လို့သတင်းထွက်ခဲ့တဲ့ Belarus Moran ဟာထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံအတွင်းကို ပြန်ပြီးဆွဲခံခဲ့ရတာမဟုတ်ဘူးလို့ထိုင်းရဲတပ်ဖွဲ့ကညင်းဆိုခဲ့ကြောင်း The Nation Thailand သတင်းမှာဖော်ပြခဲ့ပါတယ်။ ဘီရာခရပ်ဆိုဝါအမည်ရှိတဲ့ဆိုဝါဘီလာရုစ်မော်ရန်ဟာပြီးကနေ့လကထိုင်းနိုင်ငံအတွင်းကနေ၎င်းရဲ့သဘောဆန္ဒအလျောက်ထွက်ခွာသွားတာဖြစ်ပြီးပြန်မေးဆွဲခေါ်ဆောင်သွားခံရတဲ့လက္ခဏာတွေကိုမတွေ့ရကြောင်းထိုင်းလူဝင်မှုရေးရာဘျူရိုကအတည်ပြုခဲ့ပါတယ်။ဘီရာဟာထိုင်းနိုင်ငံကိုလိမ်ညာခေါ်ဆောင်ခံခဲ့ရပြီးတဲ့နောက်နေဆက်ကနေတဆင့်မြန်မာနိုင်ငံအတွင်းကိုပြန်မေးဆွဲခံခဲ့ရကြောင်းအဲ့နောက်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကြားဖြတ်စင်တာတစ်ခုမှာ အတင်းအဓမ္မအလုံးစေခိုင်းခံခဲ့ရပြီးတပ်ဖြတ်ခံခဲ့ရက၎င်းရဲ့ကိုရင်းအင်ကာတွေထုတ်ယူခံခဲ့ရကြောင်းဗြိတိန်ရဲ့ Daily Mail သတင်း website မှာဖော်ပြခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကအခုလိုညှင်းဆုံခဲ့တာဖြစ်ပါတယ် Daily Mail မှာဖော်ပြချက်အရဖီရာဟာစက်တမလကမော်ရယ်အလို့တခုအတွက်ဗန်ကောက်မြို့ကိုရောက်ရှိခဲ့ကြောင်းထို့ပေမဲ့မြန်မာနိုင်ငံကိုလိင်ညာခေါ်ဆောင်ခံခဲ့ရပြီး passport နဲ့ဖုန်းသိမ်းယူခံခဲ့ရကြောင်းဖော်ပြခဲ့ပါတယ် ဗီရာဟာမြန်မာနိုင်ငံကိုရောက်ရှိချိန်မှာကြားဖြန့်စင်တာတစ်ခုမှအလုပ်လုပ်ဖို့စေခိုင်းခံခဲ့ရပေမဲ့တတ်မှတ်ထားတဲ့ငွေပမာဏကိုပြည့်မီအောင်လင်ညာနိုင်ခဲ့ခြင်းမရှိတဲ့အတွက်ရိုက်နှက်ခံခဲ့ရပြီးအော်တိုဘာ၄ရက်မှာပျောက်ဆုံးသွားခဲ့ကြောင်းနောက်ပိုင်းမှာနှိမ့်ဆက်ညှဉ်းပန်းခံရပြီးတပ်ဖြတ်ခံခဲ့ရကောင်၎င်းရဲ့ကိုရင်းအင်ကာရီရောင်းစားခံခဲ့ရကြောင်း၎င်းရဲ့အလောင်းဟာမီးရှို့ခံရပြီးလက်ဆဖြောက်ခံခဲ့ရကြောင်း Daily Mail မှာဖော်ပြခဲ့ပါတယ်။ ဖီရာကိုဖမ်းဆီးခဲ့တဲ့ဒုစရိုက်ကိုင်းဟာဖီရာရဲ့အချင်းချင်တွေကိုပြန်လည်ရယူလိုပါကဒေါ်လာ9သိန်းပေးဖို့၎င်းရဲ့မိသားစုတွေကိုတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ဖီရာရဲ့မိခင်ဖြစ်သူကဖီရာရဲ့အယိုးပြတွေကိုပြန်ပေးဖို့တောင်းဆိုခဲ့ပြီးစာဗနာအခမ်းအနားအတွက်စီစဉ်ဖို့မြန်မာနိုင်ငံကိုလာရောက်ဖို့စီစဉ်နေတယ်လို့သတင်းမှာဖော်ပြခဲ့ပါတယ်။ဘီလာရုစ်နိုင်ငံသားရေးဝန်ကြီးဌာနကလည်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဖီရာရဲ့မိသားစုကိုတန်တမန်ရေးရအကူအညီတွေအပြည့်အဝထောက်ပံ့ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ ထိုင်းလူဝင်မှုရေးရာဘီရိုရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ရဲမှူးချန်ဂရွန်ရီဖာဒီကတော့ရဲချုပ်ပါနူမာစပေါ်ညာလက်ဟာဗီရိုရဲ့ခရီးသွားမှတ်တမ်းကို biometric system ကနေတဆင့်စုံစမ်းမှုအမိန့်ထုတ်ပြန်ခဲ့ကြောင်းအော်တိုဝါ21ရက်ကပြောကြားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရဘီလာရုစ်နိုင်ငံသူဗီရာဟာ စက်တမစနေရက်ဒေသစံတော်ချိန်ညတကောင်ကျော်ဖြစ်တဲ့မနက်၁၂နာရီ၄၀မိနစ်မှာတူနာဘူမီလေးစိတ်ကိုဝင်ရောက်လာခဲ့ပြီးစက်တမ၂၀ရက်မနက်၇နာရီမှာ Thai Airways လေကြောင်းလိုက်ရဲ့လေယာဉ်ပြတ်တမ်းမှုအမှတ်စဉ် TG301 နဲ့မြန်မာနိုင်ငံရန်ကုန်မြို့ကိုထွက်ခွာသွားခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ Fira ဟာ Automatic Border Control ABC စက်ကိုဖြတ်တမ်းပြီးလေစိတ်ကထွက်ခွာသွားခဲ့တာဖြစ်ပြီးအတင်းအဓမ္မခေါ်ဆောင်သွားခံရတဲ့လက္ခဏာတွေမတွေ့ရကြောင်း CCTV မှတ်တမ်းတွေမှာဖော်ပြခဲ့ပါတယ်။ ဖေရောမြန်မာနိုင်ငံကိုရောက်သွားချိန်မှာဖြစ်ပျက်သွားခဲ့တဲ့ဖြစ်ပျက်တွေကထိုင်းနိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်အပြင်ကိုရောက်သွားပါပြီလို့ချန်ဂရွန်ကပြောပါရယ်။ထိုင်းလူဝင်မှုရေးရာဖေရောကလည်းဖေရာဟာထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့ဓာတ်ပုံတွေနဲ့ထွက်ခွာသွားတဲ့ဓာတ်ပုံတွေကိုဘန်ကောက်မြို့တော်မှာရှိတဲ့ဘီလာရုစ်တန်ရုံကိုပေးပို့ထားကြောင်းအာနာပိုင်တွေကပြောပါရယ်။ဒါကြောင့်ဖေရာဟာထိုင်းနိုင်ငံကနေပြန်ပြီးဆွဲခေါ်ဆောင်သွားခံခဲ့ရတယ်ဆိုတဲ့သတင်းဟာမှားယွင်းနေကြောင်းချန်ဂရွန်ကပြောကြားခဲ့ပါရယ်။ တပ်သမအကြိမ်မြောက်အင်းသားအမျိုးသားနဲ့လူလူအခမ်းအနားညောင်ရွှေမြို့မှာပြုလုပ်ခဲ့တဲ့တရင်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါ။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့မှာတပ်သမအကြိမ်မြောက်အင်းသားအမျိုးသားနဲ့လူလူအခမ်းအနားကိုအောက်တိုဘာ27ရက်ကပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အောက်တိုဘာ19ရက်ကစတင်ပြုလုပ်နေတာဖြစ်ပြီး မြောင်ရွှေမြို့ကြောက်တိုင်ကွင်းမှာစေကားစွာကျင်းပနေတာဖြစ်ပါတယ်။အော်တိုဘာ21ရက်မနက်9:00နာရီအချိန်မှာအင်းသားအမျိုးသားနှင့်လူလူအခမ်းအနားကိုမြောင်ရွှေမြို့မြို့တော်ခန်းမမှာပြုလုပ်ခဲ့တာဖြစ်ပြီးကြောက်တိုင်ကွင်းမှာလည်းဖြောပြေးပွဲတွေကိုထည့်သွင်းကျင်းပခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ21ရက်အင်းသားမျိုးသားနဲ့လူလူအခမ်းအနားကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်တွေတက်ရောက်ပြီးအခမ်းအနားအစီအစဉ်အတိုင်းကျင်းပခဲ့ပါတယ်။အရင်ရက်တွေကလူငယ်ဖိုရမ်ပွဲမှာဆွေးနွေးချက်တွေကို လူမှုအခမ်းအနားကိုတင်သွင်းဖက်ကြပြီးလူမှုအတည်ပြုချက်ရယူခဲ့ပြီးနန်းပံမြို့နယ်ရရှိရေးအလေးကန်ထိန်သိမ်းရေးအပါဝင်စားတဲ့အချက်15ချက်ပါတဲ့စာရန်ကိုဖက်ကြားတင်သွင်းခဲ့တာဖြစ်ပါတယ်။ညောင်ရွှေမြို့လွတ်လပ်ရေးကြောက်တိုင်ခွဲမှာညနေပိုင်းကစတင်ပြီးဖြုတ်ပြေးအစီအစဉ်တွေတိုင်းရင်းသားရိုးရာအကအလှတွေနဲ့ဖြုတ်ပြေးတင်ဆက်ခဲ့ကြပြီးအင်းသားရိုးရာတိုင်းရင်းသားအကအလှတွေနဲ့တင်ဆက်ခဲ့ပါတယ်။အော်တိုဝါ21ရက်မနက်9:00ခန်းမှာရေချောင်းကနေလူမှုချီတက်လာတာညောင်ရွှေမြို့အဝင်ကတောင်ကြီးနဲ့ ရွှေညောင်အင်းသားအဖွဲ့တွေလမ်းလျှောက်ခြိတက်ခဲ့ကြပြီးအင်းသားမျိုးသားနှင့်အခမ်းအနားကိုလမ်းလျှောက်ခြိတက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဒါ့ပြင်အင်းသားမျိုးသားနှင့်အထိမ်းအမှတ်အဖြစ်ဗောလီဘောပြိုင်ပွဲဖိုင်နယ်ပွဲကိုညနေပိုင်းမှာကျင်းပခဲ့ပြီးစုပေးပွဲကိုလည်းကျင်းပခဲ့ကောင်ကန်စမဲလက်မှတ်တွေကိုလည်းမဲဖောက်ပေးသွားမယ်လို့ပွဲကျင်းပရေးကော်မတီထံကသိရပါတယ်။အင်းသားစုံစည်းရနေ့ကနေအင်းသားမျိုးသားနှင့်အဖြစ်ပြောင်းလဲကျင်းပလာတာဟာ၁၀ချိန်မြောက်ရှိပြီဖြစ်ပြီးတစောင်းမုံလာဇန်တရက်နေ့ကိုတတ်မှတ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ ောင်ကြီးဟိုပုံပြည်တော်စုလမ်းမကြီးမှာစီပေါင်းစာ22ဘင်းရင်တစ်စီးအရှိန်မထိန်နိုင်မဲတိမ်မောက်ခဲ့ရာရက်ထားတဲ့22ဘင်းရင်ကိုတိုက်မိခဲ့ပြီးလူတအူးသေဆုံးခဲ့ရတဲ့တရင်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပါတောင်ကြီးဟိုပေါ်ပြည်တော်စုလမ်းမကြီးမှာစီပေါင်းစာ22ဘင်းရင်တစ်စီးဟာအရှိန်မထိန်နိုင်မဲတိမ်မောက်ပြီးရင်ပြတ်နေလို့ရက်ထားတဲ့22ဘင်းရင်ကိုတိုက်မိခဲ့ရာတအူးသေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့တရင်ထုတ်ပြန်ချက်အရသိရပါတယ် အော်တိုဝါ21ရက်နေ့မောလဲတနာရီ7မိနစ်အချိန်ခန့်ကရှမ်းပြည်နယ်တောင်ကြီးမြို့နယ်တောင်ကြီးဟိုပုံပြည်တော်စုလမ်းမကြီးနောင်လေကျေးရွာအုပ်စုညောင်ဝိုင်းကျေးရွာအနီးမှာစီပေါင်းစာ22ဘင်းရင်ဟာအရှိန်မထိန်နိုင်ပဲတိမ့်မှောက်ပြီးဆက်ပြက်လို့ရထားတဲ့22ဘင်းရင်ကိုဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ။ ဒါကြောင့်တောင်ကြီးခရိုင်မြို့နယ်မိသက်စခန်းကမိငိတ်တဲ့ရင်၄၀တန်တီမိသက်တဖွဲ့ဝင်တွေအရန်မိသက်တဖွဲ့ဝင်တွေနဲ့ရှောက်ဖွေကေစေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ကြောင့်စန္ဒပိန်ရင်အောင်မှာဆက်ပြေနေတဲ့ရမောင်းမျိုးသားတအူးတေဆုံးခဲ့တယ်လို့သိရပါတယ်။တေဆုံးခဲ့တဲ့အမျိုးသားရဲ့ရုပ်အလောင်းကိုဟိုပုံးမြို့ရှင်မှုလူမှုရေးအသင်းပိုင်လူနာတရင်နဲ့ဆက်ဆံတုံးစေယုံကိုကိုကြီးပို့ဆောင်ပေးခဲ့ပြီးစီပေါ့ဆာရင်မိလောင်မှုမဖြစ်ပွားစေရတဲ့အတွက်အေအေပီချင်းလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ ။ဒါပြင်အောက်တိုဘာ21ရက်နေ့ကပဲမကွေးတိုင်းဒေသကြီးရွာမွန်ကျေးရွာနွားမျောချောင်းအနီးမှာစီပေါ့ဆိုင်ရင်တစည်းတိမ်မောက်ခဲ့သေးပြီးဖြစ်စဉ်ကြောင့်လူထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ဘူးလို့မိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ဂျပန်မှာပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ကိုရွေးကောက်တင်မြှောက်ခဲ့တဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံမှာအော်တိုဘာ21ရက်ကပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ကိုရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ LDP ပါတီခေါင်းဆောင်ဆာနာအေတာကာအီချီဟာတခြားပါတီတခုနဲ့ညွန်ပေါင်းအစိုးရဖွဲ့ဖို့သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက်လွတ်တော်မှဝင်ကြီးချုပ်အဖြစ်မဲပေးခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။နှစ်နှစ်ငယ်အတွင်းဂျပန်ရဲ့ပြင်စမမြောက်ဝင်ကြီးချုပ်ဖြစ်လာမဲ့တာကာအီချီဟာလူနည်းစုအစိုးရဖွဲ့ကိုဦးဆောင်ရမှာဖြစ်ပါတယ်။ဗြိတိန်ရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်တဲ့မာဂရက်သက်ချာကိုလေးစားအားကျသူဖြစ်တဲ့တာကာအီချီဟာမဲခွဲဆုံးဖြတ်မှုမှာအနိုင်ရခဲ့ပြီးတဲ့နောက် အောက်လွတ်တော်က၎င်းကိုဝန်ကြီးချုပ်အဖြစ်ခန့်ခဲ့တာဖြစ်ပါတယ်။အဲ့နောက်အထက်လွတ်တော်ကလည်းတာကိုင်အီချီကိုဝန်ကြီးချုပ်အဖြစ်ထောက်ခံမဲ့ပေးခဲ့ပါတယ်။ Heavy Metal Drum တီးခတ်သူဟောင်းဖြစ်တဲ့တာကိုင်အီချီဟာအော်တိုဝါလီရက်က ADB ပါတီကောင်းဆောင်ဖြစ်လာခဲ့တာပါ။တာကိုင်အီချီဟာရရုကနှုတ်ထွက်သွားတဲ့အရင်ဂျပန်ဝန်ကြီးချုပ်ရှီဂီရိုအီရှီဘာရဲ့နေရာမှာအစားထိုးတောင်းဝင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။တာကိုင်အီချီဟာတရုတ်နဲ့ပတ်သက်ပြီးသဘောရတင်းမာသူတဦးလည်းဖြစ်ပါတယ်။နောက်ဆုံးသတင်းတွေအနေနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်။ နမတ်14ကြာစီထဲမှာသွင်းကိုများစွာရှိနေတယ်လို့ Yokenres ပြောကြားခဲ့တာကိုတင်ဆက်ပေးပါပါ။ Atletico အသင်းနဲ့အရှင်ပြိုင်ကစားခဲ့တဲ့ Champions League ပွဲမှာဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ Arsenal တိုက်စင်မှု Yokenres ကသူဝိစဉ်ထားတဲ့နမတ်14ကြာစီထဲမှာသွင်းကိုများစွာရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ ဆွေရင်တိုက်စင်မိုးယူဂရက်စ်ဟာဒီပွဲမတိုင်ခင်ရှင်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲစုံ9ပွဲဆက်ဂိုးပေါက်ပြောက်ခဲ့တယ်လို့လေယူစင်အသင်းရဲ့ပွဲရီကဝါထဲတွက်ပါကဂိုးပွဲဆက်ဂိုးပေါက်ပြောက်ခဲ့တာပါ။ဒါပေမဲ့အတလက်တီကိုနဲ့ပွဲမှာတော့2ဂိုးသွင်းယူကာချေဆွမ်းပြခဲ့ပြီးပွဲစဉ်လိုက်အကောင်းဆုံးကစားသမားဆုလည်းရရှိခဲ့ပါတယ်။ယူဂရက်စ်ဟာအာဆင်နယ်အသင်းမှာခံဝင်တိုက်စင်မိုးအွန်ရီဝင့်ဆင်ခဲ့တဲ့နံပါတ်14ကိုဆက်ခံဝင့်ဆင်ခဲ့တာကြောင့်ဒီအင်ကြီးထဲမှာသွင်းဂိုးများစွာရှိနေတယ်လို့ပြောကြားခဲ့တာပါ။ ဒီခန်းစားချက်ကအရန်ကောင်းပါတယ်ဒီအင်းကြီးထဲမှာအတွင်းကိုများစွာရှိနေပါတယ်အယူသားဆုံးပြောရရင်အသင်းမှာလွတ်နေတဲ့နံပါတ်များများဆဆမရှိပေမဲ့နံပါတ်၁၄လွတ်နေခဲ့တာဟာကျွန်တော်တို့အတွက်ကြီးမားတဲ့ဆုလက်တစ်ခုပါပဲကျွန်တော်တို့စုဖလားများစွာရယူသွားချင်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့လူရင်းဆန္ဒဖြစ်ပြီးအရေးအကြီးဆုံးအရာလေးဖြစ်ပါတယ်ဒီအတွက်ကျွန်တော်အကူအညီဖြစ်ချင်ပါတယ်ကိုရီးအတွင်းချင်ပါတယ်လို့ UKRES ကပြောပါတယ် အာဆင်နယ်အသင်းရဲ့တမိုင်းတက်လျှောက်ကျောင်းနံပါတ်14ဝစ်စင်ခဲ့တဲ့ကစားသမားတွေထဲမှာပြည်သင်းတိုက်စစ်မှုအွန်နရီကအအောင်မြင်ဆုံးဖြစ်ခဲ့တယ်လို့ပရီးမီယာလိခက်မှာအာဆင်နယ်အသင်းအတွက်ဂိုးအများဆုံးသွင်းယူပေးခဲ့တာကလည်းကျောင်းနံပါတ်14ဖြစ်တယ်လို့သိရပါတယ်။အော်တိုဝါ22ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုတိုင်းရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်းနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။တာယာငင်းချက်နဲ့ညချမ်းလေးဖြစ်ပါစေ။